အလုံးမမင်္ဂလာပါ플랜ဒါရိမ်း channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟိုအားချမှာနိုင်ငံရေးမုန်တိုင်းတစ်ခုပြန့်နှံ့နေပြီးပေကျင်းဟာထိန်းချုပ်မှုလုံးဝဆုံးရှုံးနေပါတယ်။ပါကစ္စတန်ကနေကာဇက်စတန်ဒီအဒီဂျိုင်းလိုင်းတွေစတိုက်ဖြစ်ပွားနေပြီးရုပ်နိုင်ငံသားတွေကိုဒေသခံတွေကလိုက်လံဖမ်းဆီးနေကြပါတယ်။ရေးရိုးတွေကိုဖမ်းဆီးဗီဇာတွေကိုဆူလိုက်ပြုံလိုက်ပယ်ပြက်ပြီးဒေါ်လာထွက်နေတဲ့လူအုပ်တွေကတရုတ်လမ်းတွေကိုဆွဲပြဲပြီးကြီးချင်းဖြင့်ပုံသူတွေကိုလမ်းပေါ်မှာမီးရှို့နေကြပါတယ်။ စားပိုင်းမှာလောက်ခလာစားညင်ပွားမှုတွေနဲ့ပေါ်ညညဉာဏ်မှုတွေကနေစားခဲ့ပေမဲ့အခုဆိုရင်ဒီအိုင်စီမံကိန်းတွေကိုပြတ်မှတ်ထားတဲ့ပြည်ဥစံကြီးအောင်ကြောင်းမှုပြစ်ဒိုးလာခဲ့ပါတယ်အကြံဖတ်မှုနဲ့လောက်ခလာစားအထူးကျန်းဟာ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့မှာသူတေသာရှိစောက်လို့ရေလုံငန်းဝင်တို့မှာဒေသခံလူသမားတွေထံရုပ်လူသမားတွေကိုနှစ်ဆသုံးဆပို့ပေးတာကိုဆန္ဒပြရကနေကြီးကြပ်ခိုင်ရန်ဖြစ်ပွားခဲ့ပါတယ် ။ Discan နဲ့ OSH မှာဒီကနေထိုင်ကြတဲ့ရုပ်စီပွားရေးတိုင်ဝမ်၃၃မှ၄၀၀ဟာရဲတွေကဗီဇာအခြေအနေမခွဲခြားပဲရုပ်နိုင်ငံသားတွေကိုနိုင်ငံပေါင်းများစွာဖမ်းဆီးပြီးဝေကြေးပေးပြီးမှလွတ်ပေးခဲ့တဲ့အတွက်အကြီးကျယ်စိုးရိမ်ပူပန်နေကြပါလေ။ရာရင်အဓိကစီမံကိန်းဖြစ်တဲ့ Team Resort Group ရဲ့ K2Pro ရဲ့ Company CEO ဟာနှသိခံခဲ့ရပါလေ။ Company ကိုရေရင်မြင့်ညဉ့်ဉန်းစေမှုနဲ့နောက်လေးတော့စလူရန်မီတာကြောင့်မြေကိုဖြည့်ဆည်းမှုလို့ပြည့်စုံထားပါလေ။အားကြနိုင်ငံသားတွေကရှင်ကျင်းတို့ဝင်ရောက်ပြီးနောက်ပြောင်းဆောင်သွားတဲ့အတွက်ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး မျိုးတွေမှာဆန္ဒပြသူတွေကရုပ်လံတွေနဲ့ရှင်ချင်းပြင်းရဲ့ပုံတွေကိုမီးရှို့ခဲ့ကြပါတယ်။ကာဇက်စတန်ရှင်ချင်းကအန်ဒါကာဇက်ငါသိန်းခန့်ရဲ့နေရာပြေပါတယ်။ဖလပိုင်းအိန္ဒိယ၊တောင်ကိုရီးယား၊နီပေါ်တို့မှာလည်းရှင်ချင်းပြင်းရဲ့ပုံတွေကိုမီးရှို့ခြင်းဆက်ပြဲခြင်းနင်းချက်ခြင်းတို့ဖြင့်ရုပ်ကိုစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ရိုင်းစီမံကိန်းဒီနေ့မြို့နယ်မှာ2025ခုနှစ်ပထမနှစ်ဝမှာစန့်ကျင်ဒေါ်လာ123.2ဘီလီယံရောက်ရှိခဲ့ပေမယ့် ဒီဟာရဲ့အနည်းဆုံး35ရာခိုင်နှုန်းဟာအကျဉ်းပြတ်ချစားမှုနဲ့ဆက်နွယ်နေပါတယ်။ရုပ်ကဒေါ်လာ၄ထရီလီယံမှာ၈ထရီလီယံကိုဒီဟာရင်ထဲမှာဆက်လက်30နေပြီမဲ့ရုပ်နိုင်ငံသားတန်း900ကတော့ဒေါ်လာကိုဒေါ်လာ368နာရီတနာရင်30 RMB ထက်နည်းတယ်ဝင်ငွေနဲ့နေထိုင်နေရပါတယ်။ဒီဟာရာစီးပွားရေးအမောက်နဲ့တကူတာမကလူမှုရုံကြီးမှုရဲ့တုံ့တန်တစ်ခုလည်းဖြစ်လာပါပြီ။နိုဝင်ဘာ6ရက်နေ့မှာသမရာထရန်ဟူဝါရှခေါင်းဆောင်၅ဦးအာဇတ်စတန်၊တာဂျစ်စတန်၊ဥဇဘက်ကစ္စတန် တာဂျီကစ္စတန်နဲ့တာမင်နစ္စတန်တို့ဟာသမိုင်းဝင်တဲ့တွဲဆုံမှုပြုလုပ်ခဲ့ပြီးမဟာဗျူဟာများတရုတ်တက်များရရှိရာအဓိကရေးပါကြောင်ဖော်ပြခဲ့ပါတယ်။ CDP ရဲ့ဝါဒပြန့်မှုတွေကြောင့်မှတော့ COVID တုံလုံးဆရာကောင်းတဲ့ဖြစ်ပျက်ကရုပ်ပြည်ထဲမှာဖြစ်ပေါ်နေပါတယ်။ဂျပန်ဝန်ကြီးချုပ်စနေတာကချီကအိုင်ဝမ်ရေဘော့အခြေအနေဟာဂျပန်ရေဘော့အခြေအနေပါပဲလို့ကြေညာပြီးနောက်ရေဘော့ရဲ့ကလစားချင်မှုလိုင်းတွေစတင်ခဲ့ပါတယ်။ရေဘော့ရဲ့ကဘာလုံးဆိုင်ရာပြရုပ်ဖြစ်တဲ့ရှန်ဟိုင်းမှာပဲနိုင်ငံရေးကလစားချင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ဂျပန်ဆူတော်ရဲ့ဖျော်ဖြေပွဲကိုတချင်းလဲမှာရုတ်တရက်မောင်းချပြီးရပ်ပစ်ခဲ့ကပေါ့အင်ကွန်ရဲ့ရှိုးပွဲကိုနောက်ဆုံးမိနစ်မှာပြတ်သိမ်းခဲ့တဲ့အတွက်ပရိသတ်မရှိတဲ့ခမကြီးတဲ့မှာတယောက်တည်းဖျော်ဖြေပြီး professional ဆန်မှုကိုပြသခဲ့ပါတယ်။ပြေုပ်ကခီးသွားတတိပေးချက်ထုတ်ပြန်ခဲ့တဲ့အတွက်လင်းလမ်းမှာ၅သိန်းကျော်ပြတ်သိမ်းခံရတယ်လို့အချို့သတင်းတွေကဆိုပြီးပြေုပ်လေကြောင်းလိုင်းတွေဟာရန်ွေဘီလီယံပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။ပြေုပ်ရဲ့ရန်လိုတဲ့ဝါဒဖြန့်မှုတွေကြောင့်မှရုပ်စကပြောတိုင်းဝါရအကြီးကျယ်ညင်ပွားစရာဖြစ်လာတဲ့မိကုန်းတစ်ခုကတော့ပြေုပ်နဲ့ဂျပန်တို့စစ်ပွဲဖြစ်ရင်ကိုယ်နိုင်ငံကိုတိစအောင်မလားဆိုတာပါပဲ။ ။ online မှာချက်တွေရဲ့လူကြိုက်များဆုံးခန့်မှန်းချက်ကတော့ရုပ်နိုင်ငံသားတန်း900ဟာလက်နက်ချဖို့ပြောင်းရွှေ့ဖို့ဒါမှမဟုတ်ဂျပန်ဘက်ကနေပတ်ဝန်းဖို့ရွေးချယ်နိုင်တယ်လို့ဆိုကြပါတယ်။ဂျပန်ကလူမှုဖွံ့ဖြိုးရေးခကြင်းဝင်မယူပဲလူရင်အားသုံးအရာရှိတွေကိုဖျက်သိမ်းပြီးတနင်္လာနေ့30 RMB ပေးမယ်ဆိုရင်ချက်ချင်းလက်နက်ချမှာပါဟူသောမှတ်ချက်ကိုလူများကငါ့ကိုရေတွက်လိုက်ပါလို့တုံ့ပြန်ခဲ့ကြပါတယ်။မော်စီဒွန်ကဂျပန်ရဲ့စစ်အတွင်း ကြည့်ကြမှုတခဏချိန်တိုင်းကျေးဇူးတင်စကားပြောခဲ့ဘူးတဲ့ဆိုတော့တမိုင်းမှတ်တမ်းတွေဟာဒီမှာဒီမှာပြန်နှံ့လာပြီး CCB ရဲ့ဝါဒဖြန့်မှုတွေကိုပြည်သူတွေပြန်လည်စဉ်းစားစေခဲ့ပါတယ်။ဂျပန်နဲ့ထိုင်ဝမ်ကုမ္ပဏီတွေရဲ့အကြီးကျယ်ထောက်ခံမှုကြောင့်ပြည်ရဲ့စီးပွားရေးဟာကြီးမားတဲ့ထိုးနှက်ချက်တွေကိုခံခဲ့ရပါတယ်။2025ခုနှစ်တတိယ3လပတ်မှာ FDI ဟာဒေါ်လာ6.5ဘီလီယံအထိပြိုလဲသွားခဲ့ပြီး2022ခုနှစ်မှာအမြင့်ဆုံးကနေ92ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ဇူလိုင်ဆက်ယုံကိုလုံအောင်ပိတ်သိမ်းခဲ့ပြီးဝန်ထမ်းထောင်ပေါင်းများစွာလှုပ်လှမ်းမဲ့ဖြစ်ခဲ့ပါတယ်။ အယောင်90ရာခိုင်နှုန်းကျော်ကျဆင်းပြီးနောက်ရုပ်နိုင်ငံရှိထုတ်လုပ်မှုနဲ့ရောင်းချမှုအားလုံးကိုရပ်ဆိုင်းခဲ့ပါတယ်။ Apple က iPhone ထုတ်လုပ်မှုရဲ့40ရာခိုင်နှုန်းကိုအိန္ဒိယကိုပြောင်းလိုက်တဲ့အတွက် Foxconn ကအလုပ်ကိုင်တသိန်းအထိဖြတ်တောက်ဖို့ပြင်ဆင်နေရပါတယ်။ရုပ်နိုင်ငံမှာထိုင်ဝမ်ရဲ့ယင်းနှမြုံနယ်မှုအသစ်ဟာ2025ခုနှစ်ပထမနှစ်ပေါ်မှာနေဒါလန်မှာ900ရာခိုင်နှုန်းသာဂျန်နဝါရီလပြိုလဲသွားခဲ့ပြီးထိုင်ဝမ်ရဲ့အမေရိကန်ပြည်ထောင်စုသို့တင်ပို့မှုဟာတရုတ်ကိုတင်ပို့မှုနဲ့600ရာခိုင်နှုန်းကျော်ပိုလာခဲ့ပါတယ်။ရုပ်စီပွားရေးပြိုလဲမှုဟာဖွဲ့စည်းပုံဆိုင်ရာပြိုလဲမှုတစ်ခုဖြစ်လာပါပြီ။ အင်ချန်မြေဇင်းတို့များ90ရာခိုင်နှုန်းကျော်ထိုးကြနေပါတယ်။ပေကျင်းရဲ့မြို့ကျစိတ်တမြင့်တင်ပေါ်ဂျိုပန်မှုတွေကစံကျက်ဘက်ဂျိုတဲရောက်မှုကိုဖြစ်ပေါ်စေပြီးပြည်သူယုံကြည်မှုပြိုလဲခြင်းဟာ CCP အမြဲကြောက်ရွံ့ခဲ့ရတဲ့ဖြစ်ပျက်တစ်ခုပါပဲ။တရုတ်တို့တကယ်ကျဉ်းကျောက်မှုကပြည်ပကလားပြည်တွင်းကလားဆိုတဲ့မေးခွန်းကိုဒီလူဖွဲ့စည်းကခုပဲစတင်မေးလာပါပြီ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတင်းရဲ့တွင်မြင့်လို့လည်းကွန်မန့်မှာမန်းခဲ့ပေးနိုင်ပါတယ်။ဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းရင်းတွေပြန်လာခဲ့ပါမယ်။